ရင်ဆပြမယ်ဆိုတော့အဲ့ဒီကဏန်းကလည်းတကယ်တမ်းကျတော့ဥနိုင်ကနှစ်ဥပိုင်းလေးမှာဥနိုင်ကမွေးကဏန်းဖြစ်နေဥနိုင်ရဲ့မိဆွေတွေကိုပြထားခဲ့ပြီးသားဖြစ်တယ်ပေါ့နော်ဒါဥနိုင်အဲ့တော့မွေးကဏန်းလေးကိုဒီပွဲမှာထုတ်ပြီးတော့ကစားရတဲ့အကြောင်းရင်းဒီခုနပြောသလိုဒါဥနိုင်တို့ဒီပွဲမှာကကစားခွက်တွေကသူ့အလီနဲ့သူကအပေါင်းလုံးကောင်းရတယ်ပေါ့နော်ကောင်းတော့ဗျဘယ်ဟာနေနေပေါကကဏ်းဆိုတာတော့ဖြစ်နိုင်တာကြီးပဲပေါ့နော်အဲ့တော့ဥနိုင်ကအကုန်လုံးကိုစီကာစင်ကာနဲ့ဒါလေးတွေကတော့ရန်ထိုးဒါလေးတွေကတော့ အပန် organize ဖြစ်နေထိုးဆိုပြီးတော့စီစစ်ပြီးတော့ပြေးလိုက်ရတာပေါ့နော်ဒီကောင်းပြီဒါဆိုရင်ဦးနဲ့တို့ဒီမှာငါးတုံညာတုံးဆိုတဲ့မွေးကနန်း site ကိုဒါဦးနဲ့ပြထားပြီးသားဖြစ်တယ်အဲ့ကနန်းလေးကိုဒီနေရာလေးမှာဘာကြောင့်ထိုးခြင်းလဲဆိုတော့ဦးနဲ့ရှင်းပြမယ်နော်နဲ့တို့ဒီမှာ335လို့ဇောင်းထိုးတယ်ပေါ့နော်335လို့ဇောင်းထိုးတယ်သူ့ရဲ့နောက်တစ်နှစ်မှာနှစ်ဥမှာထွက်မဲ့ကဏ္ဍဒီသူ့ရဲ့ဒီဘက်တစ်နှစ်ချားပြီးတော့တစ်ခါရဲ့ဘေးရကဏ္ဍကနှစ်ဥကိုကစားတယ်ကစားပြီးတော့နဲ့9ချိန်မြောက်က6ခါဒီ နှစ်နှစ်ချပြီ6ခါလို့ဒီမှာလာထည့်တယ်ပထမတကက်ပေါ့နော်ဒုတိယကမှလည်းအဲ့လိုပဲ3 3 5လို့ဇောင်းထည့်တယ်သူ့ရဲ့နောက်တစ်နှစ်မှာထွက်မယ်ကဏ္ဍဒီတနှစ်ချပြီဒီဘက်နှစ်ကတိခါရဲ့ဘေးရကဏ္ဍကနှစ်ဦးကိုလာပြီးကစားတယ်၅ချိန်မြောက်မှာ6ခါလို့ထည့်တယ်အဲ့ဒီ6ခါနှစ်နှစ်ချပြီတော့6ခါလို့ပြန်ထည့်တယ်ပေါ့နော်အဲ့ဒီမှာတကက်လားနှစ်ကက်ပေါ့နော်ကဲကောင်းပြီဒါဆိုရင်ဒီမှာလည်း3 3 5လို့ဇောင်းထည့် ထည့်ပြန်တဲ့သူ့နောက်တနေ့နှစ်ဦးမှာသူ့ရဲ့ဒီဘက်တနေ့ချာတစ်ခါရဲ့ဘေးရကဏ္ဍသည်နှစ်ဦးမှာကစားတယ်ကစားပြီးတော့၅ချိန်မြောက်မှာ6ခါသည်နှစ်နှစ်ချပြီး6ခါလို့ပြန်ထည့်ထည့်တော့ကောင်းပြီအဲ့ဒီမှာသူကတိုင်မင်ကိုတည်တာပေါ့နော်အဲ့လိုတည်လိုက်တဲ့အခါမှာပရမကတ်မှာဒီ6ခါ6ခါကြောင့်နော်တိုင်မင်ကွာဝေးအတူတူပဲဒီမှာတင်းနောက်ဘေးဆိုတဲ့ကဏ္ဍလေးတွေ့မယ်ပေါ့နော်တင်းနောက်ဘေးရဲ့အောက်မှာတုံးနောက်ဘေးကတုံးထည့်လို့ထည့်မယ်ထည့်ပြီးတော့လည်းဒီတုံးလုံးပေါင်းချင်းနှစ်နှစ်နှစ်ခါပရိလေးလို့ဒီမှာတကွက် ဒုတိယတကက်မှာအဲ့လိုပဲဒီ6ခ6ခ6ခါကတော့တိုင်မြင်ကွာဝေးတူတူမှာ1နောက်ပိတ်ထည့်တယ်4နောက်ပိတ်က4ထည့်လို့ထည့်ပြီးဒီသလုံးပေါင်းညာ1 2ရဲ့နှက်ကတည်း4ပိတ်လို့မထည့်လိုက်တယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ဦးနေတို့တတိယကံမှာ6ခ6ခ6ပါဝါတိလို့ပိတ်တယ်ဒီမှာ9နောက်ပိတ်က9ထည့်လို့ထည့်တယ်ထည့်ပြီးတဲ့ဒီသလုံးပေါင်းညာ1 2နှက်က4လို့ဒီမှာသူကတကက်ထည့်လိုက်တာပေါ့နော်အဲ့တော့ နှစ်ဦးမှာ335လို့နက်ခတ်ထွန်ဖြစ်ခဲ့လို့เนาะသူနဲ့တိုင်ပင်အကွာဝေးအတူတူမှာ3နောက်ဘက်က3ထိတ်လို့ကစားတယ်ကစားပြီးတော့ဒီ3လုံး1နှစ်နက်ခတ်4လို့ဖြစ်တာရဲ့တစ်နှစ်ကျော်ပါကနန်း3ည5လေးဆိုတဲ့ကနန်းဒီဒီ3ကဒီ3လို့ဖြစ်ခဲ့တဲ့အတွက်เนาะ3က3လို့ဖြစ်ခဲ့တဲ့အတွက်ဒီ3ည5လေးဆိုတဲ့ကနန်းဒီ3ပရိရဲ့ပြီးမှာဒီမှာလာထွက်တယ်เนาะအဲ့မှာတကက်ရှိတယ်ဒုတိယကမှလည်းအဲ့လိုပဲနှစ်ဦးမှာ335လို့ကစားတယ် ကစားပီတာနဲ့သူနဲ့တိုင်မြင်ကွာဝေးတူသူမှာတင်းနောက်ဘိတ်၄နောက်ဘိတ်က၄ထိပ်လို့ကစားပြီးဒီသုံးလုံးပေါင်းရင်နှစ်နှစ်နဲ့က၄ပရိတ်လို့ကစားပြီးတော့သူ့ရဲ့တပွဲကြွားကနန်း၄၅နှစ်ဆိုတဲ့ကနန်းပတ်လေသည်၄က၄လို့ကစားခဲ့တဲ့အတွက်၄ပရိတ်ရဲ့ဘေးမှာသူကကစားတယ်ပေါ့နော်ကဲကောင်းပြီဒါဆိုရင်ဦးနဲ့တို့ဒီမှာတတိယကတ်မှာ၃၃၅လို့ဇောင်းထိုးတယ်သူနဲ့တိုင်မြင်ကွာဝေးတူသူမှာတစ်ကလည်းပိတ်ပြီး၃ပြီပြီ၄ပြီပြီဆိုတော့ဒီမှာ၅နောက်ပိတ်က၅ထိပ်လို့လည်းကစားရတယ်ဒီ၃လုံးက1 1နဲ့ကပရိတ်၄လေးကစားတယ်သူ့ရဲ့ဘေးကကနေ 930ဆိုတဲ့ကဏ္ဍဒီဒီ9ဖြစ်ချင်းကြောင့်ဒီ9ပရိတ်ရဲ့ဘေးမှာဒါဥနိုင်ကကစားခြင်းတာနော်နေ့ဥမာဥနိုင်အဲ့ကဏ္ဍလေးတင်ခဲ့ဘူးတဲ့နော်ပရိတ်9ရဲ့ဘေးမှာကစားမှန်းလို့ဒါနေ့ဥမာတော့ပရိတ်9ရဲ့ဘေးမှာတခြားကစားခဲ့တယ်မထွက်ခဲ့ဘူးအခုဒီမှာပရိတ်9လို့ကြားတယ်ဒီဘေးမှာတစ်ချိန်ကစားမှန်းနော်အကယ်၍အဲ့ပရိတ်9ဘေးမှာမအဲ့ကဏ္ဍမကြသေးရင်ဒီမှာ3ည6ဆိုတဲ့9ပရိတ်ရဲ့ဘေးမှာဒီနေရာမှာလည်းတခါကစားအောင်မှာပေါ့နော်ကောင်းပြီအကယ်၍အဲ့နေရာမှာမကြဘူးဆိုရင်ဒီနေရာလေးကိုတော့ဥနိုင်ကလုံးဝအထူး organ ဖြစ်နေကိုကစားမှာဘာလို့လဲဆိုတော့အဲ့နေရာလေးမှာကသူကထောက်ချက်ကဘယ်လိုပါလဲဆိုတော့ ဒီ3ဒီ3လို့ဖြစ်ခဲ့လို့เนาะအဲ့ဒီ3ဒီတဲ့3ခါလို့ထည့်ပြီးတော့မှ3ပြိတ်လို့ရိုက်ပြီးတော့မှသူ့ဘေးကိုထွက်တာဒုတိယကံမှာလည်းအဲ့လိုပဲဒီ၄ဒီ၄လို့ဖြစ်ခဲ့လို့ဒီကနန်းဒီတဲ့เนาะ4ခါလို့ထည့်ခဲ့ပြီးတော့မှဒီ၄ပြိတ်လို့ထည့်ပြီးတော့မှသူ့ဘေးကိုရိုက်တာဒါဆိုရင်တတိယကံမှာဒီ5ဒီ5ကြောင့်ဒီ5 30ဆိုတဲ့ကနန်းဒီเนาะဒီနေရာလေးမှာ5ခါလို့ထည့်ပြီး5ပြိတ်လို့ရိုက်ထားတယ်တော့ဒီနေရာလေးကိုနဲ့တော့အော်ရမှာသို့တော့သုံးကမြောက်မှာသူကလှည့်နိုင်တဲ့အတွက်ကိုဒါ၅ပြည့်ရဲ့ဘေးမှာအပေါ်မှာဒါကိုကရန်ရိုးဖြစ်နေပဲဦးနေကစားပေးကြတာပေါ့နော် ်ရှေ့ဆိုတဲ့ကဏ္ဍကိုတခါထပ်ပြအောင်ပါဘောနော်ငန်းတုံညာရှေ့ကိုထပ်ပြမှာဆိုတော့ဒါဦးနိုင်တို့ဒီနှစ်ထဲမှာနော်2025ခုနှစ်မှာဒါနှစ်ဦးပိုင်းမှာဦးနိုင်ပြခဲ့ပြီးသားဖြစ်တယ်နော်ရှေ့တုံညာကမွေကဏ္ဍနဲ့ရှေ့လျှောက်လေးမွေကဏ္ဍကိုနော်ဒီလိုင်းလေးနဲ့ဦးနိုင်လုံးကောက်စနစ်နဲ့ပြထားတာနော်အဲ့တော့ဒါဒီလိုနဲ့လိုရင်းလေးပြောရရင်ဒီ၃လုံး၉ဒီ၃လုံး၉ဒီ၉၆၄၉ဒီ၉လို့ကစားခဲ့တဲ့အတွက် သူ့ရဲ့နောက်တစ်နှစ်မှာ၃ညခါ၃ညခါလို့ထည့်တယ်ထည့်လိုက်တဲ့တော့ဒီ၉၆လေးဆိုတဲ့ကဏ္ဍဒီနော်တနေ့နှစ်နှစ်မြောက်မှာမွေးကဏ္ဍဖြစ်နေလိုက်ထွက်တယ်ထွက်ပြီးတာနဲ့နောက်တစ်နှစ်မှာဒုတိယအချိန်မှာကိုပရိတ်ထွက်တယ်ဒုတိယကံမှာလည်းအဲ့လိုပဲဒီသုံးလုံးကိုထေစီသုံးလုံးကို၈၅၆ဒီ၉ကိုလို့ဖြစ်ပြီးတာနဲ့သူကနောက်တစ်နှစ်မှာ၃ညခါ၃ညခါလို့ထည့်၃ညခါလို့ထည့်တယ်ထည့်ပြီးတာနဲ့သူ့ရဲ့နောက်တစ်နှစ်မှာ၅၆၈ဆိုတဲ့ဒီထည့်ခဲ့တဲ့ကဏ္ဍ၅၆၈ပတ်လည်းထွက်တယ်ထွက်ပြီးသူ့ရဲ့နောက်တစ်နှစ်မှာ နှစ်ကြိမ်မှာကိုပရိလို့သူထွက်တယ်။ဟုတ်ပြီဒါဆိုရင်နဲ့တို့ဒီမှာတတိယကံမှာဒီသုံးလုံးကိုဒီသုံးလုံးကိုခွန်ရယ်၄ရယ်ရှိရယ်ကိုအဲ့လိုကိုလို့ကစားပြရတဲ့ဒီမှာတုံညာခါတုံညာခါလို့သူနဲ့တိုင်ပင်ကွာဝေးအတူတူမှာထဲတယ်ထဲပြီးသူ့ရဲ့နောက်တဲ့နှစ်မှာဒီမှာထားခဲ့တဲ့ခွန်ရယ်၄ရယ်ရှိရယ်ခွန်၄ရှိပတ်လဲဆိုတဲ့ကဏ္ဍတစ်ခုထွက်တယ်ထွက်ပြီးတဲ့သူ့ရဲ့နောက်တဲ့နှစ်နှစ်ကြိမ်မှာကိုပရိလို့ကစားတယ်ကြေကောင်းပြီအဲ့ဒီလိုဒီကစားပြတာနဲ့เนาะသူတို့နဲ့လိုရင်းပေါ့ဥနိုင်ကြော်ပြလိုက်မယ်เนาะဒီ၈၄၆က၆၄၈လို့ခွေခဲ့တယ်ဒီမှာလဲ၈၄၆က 6 4 8လို့ခွေခဲ့တယ်เนาะဒီမှာလည်းတိုင်ပင်ကွာဘူးအတူတူတွေပဲ6 4 6က4 6 8လို့ခွေခဲ့တယ်เนาะအဲ့ဒီလိုခွေပြီးတာနဲ့ဦးနှံတို့ဒီမှာဒီသုံးလုံးပေါင်းခြင်းဟာ9ဒီမှာ8ဒီမှာ3ည8 9 3ညเนาะဒီသုံးလုံးပေါင်းခြင်းဟာ9ဒီမှာ8ဒီမှာ3ည8 9 3ညเนาะဒီသုံးလုံးပေါင်းခြင်းဟာ9ဒီမှာ8ဒီမှာ3ည8 9 3ညအဲ့တော့6 4 8ရေ8 9 3ညရေက9ပရိလို့ကြာပြန်တယ်သူရဲ့နောက်တစ်နှစ်မှာ8 9 3ညကဏန်းဒီအရင်ထွက်တာပြီးတော့မှ6 4 8ဆိုတဲ့ကဏန်းပါလေလိုက်ထွက်တာ နော်ဒီမှာလဲကိုးပရိကြပြန်တဲ့သူ့ရဲ့နောက်တစ်နှစ်မှာရှင်းငါးတုံညဆိုတဲ့ကဏ္ဍဘက်လဲအရင်ထွက်တယ်နောက်တော့မှ468ဆိုတဲ့ကဏ္ဍဘက်လဲလိုက်ထွက်တယ်အဲ့တော့ဥနဲ့တော့ဒီမှာ2025မှာဥနဲ့ရေးထားတာဒီရှင်းငါးတုံညဘက်လဲအရင်ထွက်မယ်ပြီးရင်864အာထွက်မယ်ဆိုပြီးရေးထားတယ်အဲ့တော့ရှင်း90အာဒီဘယ်လိုပုံစံထွက်ချင်တာလဲဆိုသူ့ရဲ့ဒီဘက်ဒေါင်လေးမှာ ော်ဒါတော့တော့တိတိကလေးထောက်ထားပြီးတော့ဒီမှာထွက်ရှင်တယ်ဒီမှာလည်းသူ့ရဲ့တောင်လေးမှာတိတိကလေးထောက်တဲ့အတွက်ဒီမှာထွက်ရှင်တယ်အခုဒီမှာလည်းတိတိဒီဒီပွဲမှာတစ်နှစ်လုံးမှာဒီဒီချိန်ပဲထွက်တဲ့အတွက်ကိုဒီနေရာလေးမှာဒါဦးနိုင်ကဒါရှင်ငါးတုံညာဆိုတဲ့ကဏန်းလေးကိုပေါ့နော်သူတို့နဲ့လိုရင်းလေးပဲပြလိုက်တာအဲ့တော့ဦးနိုင်ကတော့နေရာထိုင်ကိုအဆင်ပြေတယ်လို့ရွေးရေးထားတာပေါ့နော်တိုက်တဲ့မိတ်ဆွေတွေကအာထိုးလိုက်ပေါ့ဗျာ